အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်ရဲ့ studio gallery ကိုကျွန်တော်တို့တောက်လျှောက်ပြင်နေတာပေါ့နော်ဒါဒီနေ့ video တင်တာတော့ကြောက်သွားကျွန်တော်ဒါ wifi a standard ရောဘာရောတောက်လျှောက်အိမ်မှာတယောက်တည်းလုပ်နေရတဲ့အတွက်ကြောင့်မို့တာနည်းလေး video တင်တာနောက်ကြာသွားတယ်အဲ့တော့ဒါလေးကိုလည်းခွင့်လွှတ်ပေးဖို့အဲ့တော့ဒီနောက်ပိုင်းဒီနောက်က background ကနောက်ပိုင်းမှာဒါကျွန်တော်တို့တော်တော်လေးကိုမြင်လာမယ် background ဒါပေမဲ့ပွဲပြီးပြီးချင်းမှာတော့ပွဲပြီးသုံးသက်ချက်ကိုဒါကျွန်တော်တို့ကျွန်တော်ရဲ့ out ထပ်မှာပါတယ်ကျွန်တော်လုပ်ဖို့ရှိတယ်အဲ့တော့ဒါကျွန်တော်တို့ ဒါနောက်ပိုင်းဒီဒီဗီဒီယိုကြီးမှာဒါဒီလိုမျိုးပုံစံဒီပဲတွေ့မြင်ရဖို့ရှိတယ်။ဂျာတယ်မှာကျွန်တော်ဒါအိမ်ဟောင်းကိုဒါကျွန်တော်တွားပြရဖြစ်တော့အိမ်ဟောင်းမှာဒါတရက်နှစ်လောက်တော့ဒီလိုမျိုး background တွေကိုပြန်လည်ပြီးတွေ့ရမှာရှိပေမဲ့ဒီ background ကခုနောက်ပိုင်းဒီအဲဒီ background ပဲဒီကဒါကျွန်တော်တွေ့ရဖြစ်တော့ဒီနောက်မှာဒါကျွန်တော်ဒါထပ်ပြီးတော့ဆင်ဖို့ရှိတယ်။နည်းနည်းလေးကြည့်လို့ရှုလို့ကောင်းလှအောင်ဒါကျွန်တော်လုပ်ဖို့ရှိတယ်ပေါ့နော်။အဲကျွန်တော်အဓိကဆင်ပြီးတယ်ကျွန်တော်ကောင်မလေးရတာကျွန်တော်စူတယ်ပေါ့နော်အဓိကကတော့ဘာကြောင့်လဲဆိုတော့သိကြတဲ့အတိုင်းပဲ။ ျွန်တော်မြေကြီးမှာထိုင်လို့ကျွန်တော်ထိုင်ကုန်ကြီးမှာမထိုင်တတ်ဘူးပြသေးလားထိုင်ကုန်ကြီးမှာထိုင်ရင်ကျွန်တော်အနေနဲ့တမျိုးကြီးပဲခမောင်းနဲ့ကျွန်တော်ဒါညီကူလိုစကားပြောလို့မရအောင်တခုခုလူနေလို့ပဲခံစားအဲ့တော့ဒါကျမ်းပြေမှာထိုင်ပြီးစကားပြောရဆိုတခုခုပေါ့နော်ဒါညီကူရီဒါစကားဝိုင်းတခုအနေနဲ့ပြောတယ်လို့ကျွန်တော်အမြဲတမ်းခံစားရတယ်အခြေအနေတခုကိုကျွန်တော်အနေနဲ့ဒါပြောပြရအဲ့တော့မြေသွပင်စိုးစေကမှုအခုလက်ရှိမှာဒါကျွန်တော်ဒီနေ့ဒါအဓိကဆွေးနွေးသွားမှာလစ်ဗာပူးရဲ့အပြောင်းရွှေ့ပဲလစ်ဗာပူးအသင်းအနေနဲ့အခုလက်ရှိလာမယ့်နေရာဒီအပြောင်းရွှေ့အတွက်ဒါကျွန်တော်တော်တော်လေးကို dilemma ဖြစ်စရာအကြောင်းရှိတယ်ဒီနေ့မှာလူတော်တော်များလည်းစိတ်ဝင်စားနေတဲ့အကြောင်းအရာတခုရှိတယ်အဲ့တော့ ဒါအခုလက်ရှိဒါ Sky Sport Germany နေနဲ့နောက်ဆုံးတာလုပ်ခဲ့တဲ့တနအီလောက်ကမှတက်လာတဲ့သတင်းလေးကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်တယ်။အဲ Sky Sport ကတင်ဆက်ပေးလိုက်ရတဲ့သတင်းကတခြားသောသတင်းမဟုတ်ဘူး။အဲဒီသတင်းကအခုလက်ရှိနောက်ဆုံးရသတင်းဒီအရာဒါကျွန်တော်တို့ Florian Risco တဖက်ကတော့ Manchester City အသင်းဘက်ကနေပြီးတော့တရဝင်းဒါခေါ်ယူဖို့အတွက်နှုတ်ထွက်သွားခဲ့ပေမဲ့ဒါ Liverpool သင်းကဒီကစားသမားကိုခေါ်ယူဖို့အတွက်နှုတ်ထွက်သွားတာမရှိသေးဘူးဆိုပြီးတော့ဒါ Sky Sport ရဲ့ Germany ဘက်ကနေပြောဆိုလာတာတွေ့ရမှာအဲ့တော့လက်ရှိမှာအဖြေကတော့ရှင်းတယ် Florian Risco တိုင်ကအင်္ဂလန်ကိုပြောင်းမယ်ဆိုရင်တော့မှဒီကစားသမားကဒါကျွန်တော်တို့ Liverpool အသင်းကိုဒါကျွန်တော်တို့ Manchester City အသင်းထက်ပိုပြောင်းကျင်တယ်ဆိုတဲ့သတင်းကြားပြီးခဲ့တာ Manchester City ကတော့ပြတ်သားတယ် City အသင်းနဲ့သူတို့ကစားသမားသူတို့အသင်းကိုမလာခြင်းနဲ့ကစားသမားတယောက်ကိုအသင်းမှာခေါ်စရာအကြောင်းမရှိဘူးဆိုတဲ့ပုံစံမျိုးကိုဒ ဒါအဓိက act သွားဖို့ရှိရတဲ့အတွက်ကြောင့်ဒါဟာတိတ်ပြီးတော့ထူးထူးဆန်းဆန်းတော့မဟုတ်ဘူးအဲမြည်တော့မယ်ဆိုစီကောင်လက်ရှိမှာဒါကျွန်တော်တို့ delete မှာပေါ့နော်ဒါတွေးစရာမြူးစရာဖြစ်တာလက်ရှိမှာ လက်ရှိကျွန်တော်တို့အာလီဗာပူးရဲ့အသင်းရဲ့လာမယ့်နေရာဒီအသင်းဘတ်ဂျက်ကကျွန်တော်သိရပြီပေါင်သန်း200ယူရိုသန်း250ဘတ်ဂျက်လောက်ရှိတယ်ဒါပေမဲ့မြည်သောမယ်ဆိုစကားမို့လီဗာပူးတင်းနဲ့ Florian Risk ကိုခေါ်မယ်ဆိုရင်တော့မှလီဗာပူးတင်းကလာမယ့်နေရာဒီမှာတိုက်စစ်မဲ့သွားနိုင်တဲ့အနေထားမှာရှိတယ်အဲ့တော့ကျွန်တော်နည်းနည်းလေးရှင်းပြအခုလက်ရှိမှာ Frank Pong ကိုလီဗာပူးတင်းကယူရိုသန်း40ပေါင်35သန်းပတ်ချလေးဝင်နေကြတယ်ခေါ်လိုက်ပြီအဲ့တော့ဒီဘတ်ဂျက်ထဲကယူရိုသန်း40ထွက်သွားပြီပဲထားအဲ့တော့လီဗာပူးတင်းနဲ့ယူရိုသန်း200ပဲသုံးထား250သုံးမှာမို့200ပဲသုံးမှာထားအဲ့မှာ40 160ကျမ်းပဲ160မှာလီဗာပူးတင်းနဲ့လာမယ့်နေရာ ာသီမှာဒီကစားသမားတွေ left back ကစားသမားတွေလည်းဝယ်ယူအောင်မှာဖြစ်တယ် left back တွေအနည်းဆုံးတာကရာကက်စ်ကိုဝယ်ရမယ်ဆိုမရှိဘူးဆိုအနည်းဆုံးပေါင်တန်း40နဲ့45တန်းဒီနီတော့ရမယ်အနည်းဆုံးပြ35 40လောက်ကတော့ရမယ်အဲ့တော့အဲ့ညမှာ40ဖေးတော့အဲ့တော့ liverpool တင်းနေတဲ့ tight set မူကကွင်းလေကစားသမားကိုဝယ်မဲ့နေရမှာပေါင်တန်း100နဲ့အထက်ကိုဒါတော့ရမယ်နေထားမှာရှိအဲ့တော့ florian ris ရကူလက်ရှိမှာနာမည်ကြီးအကျော်မော်ရင်းနဲ့ liverpool ချိတ်ဆက်နေတဲ့နေရာမှာဒါအမျိုးမျိုးရှိဒါပေမဲ့ဒီနေရာမှာ tricky part တခုတော့ကျွန်တော်နည်းနည်းတော့ရှိတယ်လို့ပြောလို့ရတယ်ဒါကျွန်တော်ခင်ဗျားတို့နည်းနည်းလေ့ရှင်းပြမယ်အဲ့တော့ liverpool တင်းနေတဲ့ကူလက်ရှိမှာ florian ris နဲ့ချိတ်ဆက်နေပြီ ခုချိန်ထိတော့ဒါ CD အသင်းလိုမျိုး Florian Risk ကိုဒါအရှုံးပေးသွားဖို့အတွက်လုံးဝအစီအစဉ်မရှိသေးဘူးဒါကစားသမားကိုတိုင်ကလည်းဒါအင်္ဂလန်ကိုပြောင်းရွှေ့မယ်ဆိုရင်တော့ Liverpool အသင်းကိုပုံမူပြီးပြောင်းရွှေ့နေကြအောင်မလို့ဒါ Liverpool အသင်းနဲ့လည်းဒါ Kola Hala တွေကအင်္ဂလန်လာပြီးသူတို့ရဲ့ agent တွေတူ Florian Risk ကပါ Liverpool အသင်းရဲ့ training ground ဖြစ်တဲ့ AAC ကိုရောက်လာခဲ့တယ်ဆိုတဲ့ Kola Hala တွေထွက်လာခဲ့တယ်ဒါကလုံးဝကလာမဲ့ Liverpool အင်္ဂလန်ရောက်ပြီးလီဗာပူးကအသင်းကလူတွေနဲ့စကားပြောရဆိုတော့ tier 1 level တွေကလုံးဝ100% real ဖြစ်တယ်။ဒါပေမဲ့ဒီကစားသမားတွေနဲ့အခုလက်ရှိမှာ training ကွင်းကိုရောက်လာရဆိုတော့မှန်မှန်မှန်တော့ကျွန်တော်မသိရသေးဘူး။ဒါနှစ်ချမ်းပြောပြ။အဲ့တော့လီဗာပူးတင်းနဲ့အခုလက်ရှိမှာခုနကျွန်တော်ရှေ့ကပြောခဲ့တဲ့ dilemma ပေါ့နော်။ဆုံးဖြတ်ဖို့ခက်ခဲတဲ့အရာကဒါပဲ။ Florian Risk ကိုလက်ရှိမှာ Leverkusen နေနဲ့ Euro တန်းတရာသတ်မှတ်ထားတယ်။ဒီကစားသမားကိုလက်ရှိမှာအဖြစ်ကရှင်းတယ်။သူတို့အနေနဲ့ Bayern Munich ရဲ့အသင်းကိုလုံးဝလုံးဝမရောချူ။ကစားသမားကအခုချိန်ထိဒါအင်္ဂလန်ကိုမပြောင်းချင်ပဲနဲ့ Germany မှာ Germany မှာပဲဆက်နေနေတဲ့ကြောင့်မို့လား Bayern Munich တင်းစီကိုလုံးဝလုံးဝလီဗာကူဆင်ကမရောင်းချင်ဘူးလီဗာကူဆင်ကဘလောက်တိတောင်လေလဲဆိုတော့ဘိုင်ယန်မြူးနစ်ကိုရောင်းမဲ့ဈေးနဲ့အင်္ဂလန်ကအသင်းတွေကိုရောင်းမဲ့ဈေးကိုနှစ်ခုခွာထားတယ်လီဗာပူးကိုရောင်းမဲ့ဈေးဒါဖြစ်လာခဲ့မယ်ဆိုတော့ယူရိုတန်တရာပတ်ချလဲဝင်းကျင်ကြနဲ့ရောင်းလို့ရပြီတော့ဒါနောက်ထပ်တစ်ခုအနေနဲ့ဒါမဖြစ်မနေရဆွေးနွေးရမယ်ဆိုရင်တော့ဒါဘိုင်ယန်မြူးနစ်ကိုရောင်းဖြစ်ခဲ့မယ်ဆိုတော့ယူရို350ကိုဆိုအဲ့တော့လီဗာကူဆင်နဲ့အခုလက်ရှိမှာပုံမူပြီးပောက်ကွဲစရာဖြစ်တာကသူတို့ရဲ့လက်ရှိအကောင်းဆုံးသောခံစည်းကစားသမားဖြစ်တဲ့ဂျွန်နသန်တားကလည်းဒါအလွတ်နဲ့လေဘိုင်ယန်မြူးနစ်အသင်းကိုပြောင်းရွှေ့တော့မှာဖြစ်တယ်ဆိုပြီးတော့တည်င်းနေတောက် ျောက်ထွက်လာခဲ့ပြီဖြစ်တယ်အဲ့တော့အခု၄တင်တက်လာတာပေါ့အခု၄နဲ့ကျွန်တော်ဒါဗီဒီယိုရင်းချက်အခုချက်ချင်း Twitter မှာတက်လာတဲ့သတင်းတပုတ်အရဆိုရင်တော့ Liverpool ရဲ့လက်ရှိ left back ကစားသမားနေရာကဲ Liverpool ရဲ့လက်ရှိ Liverpool left back ကိုဒါသူစိတ်ဝင်စားနေတဲ့ကစားသမားဖြစ်တဲ့ကာရာကက်စ်ကိုမန်ချက်စတာစီးတီးအသင်းကတော့ခေါ်ယူသွားဖို့အတွက်စိတ်ဝင်စားတယ်ဆိုတဲ့သတင်းတွေထွက်လာခဲ့။ဒါပေမဲ့ကျွန်တော်စီးတီးအသင်းကတော့ဒါ ကစားသမားနဲ့ပုံကိုရေးရသဘောတူညီမှုရတဲ့ဆန်သူတို့လုံနေကြအကွက်အတိုင်းပဲဒါကျွန်တော်တို့ဘုံမောင်အသင်းကိုတရားဝင်ခေါ်ယူဖို့အတွက်ဆက်သွယ်မှုတွေကိုပြုလုပ်ထားတယ်ဆိုပြီးတော့ Messi Declan ကနေပြီးတော့ MSN ပေါ့နော် MSN Messi အမေဆိုင်ဒေါဂလက်စ်ကနေကျွန်တော်အခုဗီဒီယိုရိုက်တဲ့အချိန်မှာချက်ချင်းတင်လာခဲ့တော့ဒါလီဗာပူးသင်းနဲ့လာမယ့်နေရာဒီမှာဒါတော်တော်လေးကိုလှုပ်ရှုပ်ဖို့ရှိတယ် right back ကတော့လက်ရှိမှာလီဗာပူးသင်းက secure ဖြစ်သွားခဲ့ပြီဒါ frank bound ကိုလည်းလက်ရှိမှာဆစ်ဆစ်ပြီးတာတရားဝင်တူပြုတ်ပြီးတော့မကြခင်မှာအင်ဂျင်နဲ့တော့ဓာတ်မှုရိုက်ဖို့တော့ ready ဖြစ်နေပြီအဲ့တော့ frank bound ကိုမိထားလိုက်တော့အဲ့တော့လီဗာပူးသင်းနဲ့ခုနကကျွန်တော်ဆက်ပြော florian risk florian risk ကိုလီဗာပူးသင်းဝယ်မယ်ဆိုတော့ euro တန်းတရားပဲဒါတစ်ဖက်က liverpool ကလည်းဒါဈေးချောက်မှုရှိဘူးကစားသမားကလည်းစာချုပ်ကျန်နေသေးတဲ့ကြောင့်မလို့ဒါ liverpool ကဈေးချောက်အောင်တစ်ဖက်က liverpool ကဈေးချောက်မှုရှိဘူးအဲ့တော့ euro တန်းတရား liverpool သင်းက florian risk ကိုဝယ် ယ်ယူသွားဖြစ်ခဲ့မယ်ဆိုရင်ဒီနေရာမှာစဉ်းစားကြရဖြစ်လာခဲ့ပြီယူရိုတန်တရာဆိုရတဲ့ကြောင့်ယူရို80ပေါင်85တန်းအဲ့တော့ခုနကျွန်တော်ပြောခဲ့တယ် free ပေါင်က35တန်းကုန်သွားပြီပေါင်တန်တရာနဲ့80ပေါင်တန်200ပဲတော့ liverpool benefit တော့165တန်းချက်မယ် florian risk ကို85တန်းတုံးမယ်ဆိုရင်တိုက်စစ်မူနေရာအတွက် liverpool အသင်းကနေပြီးတော့နောက်ထပ်ပေါင်တန်90နဲ့ယူရို65တန်းပတ်ချာလေးဝင်ကျင်ကြပဲတုံးလို့ရတာမယ်အဲ့တော့ပြောချင်တာခုနကပြောဆိုလက်ရှိမှာ liverpool အသင်းက caracas ကိုလည်းအမြန်ဆုံးခေါ်အဲ့တော့ခုန free ပေါင်35တန်း caracas ကို euro 55တန်းအဲ့မှာ နေ80ဖြစ်ပြီအဲ့တော့ယူရိုတန်း120ချက်မယ်တန်း120မှာအခုလက်ရှိမှာဒါကျွန်တော်တို့အာလီဗာကူဆင်းရဲ့ဒါကျွန်တော်ကွင်းလက်ကစားမှာဖလော်ရီယန်ရစ်ကို copy ခဲ့မယ်ဆိုရင်တော့ပေါင်တန်း30 40လောက်ပဲကျန်တော့မနေတာဖြစ်သွားအဲ့တော့ဖလော်ရီယန်ရစ်ကိုလီဗာပူးအသင်းကအခုချိန်မှာတကယ်ကိုလိုအပ်ရလာဆိုတဲ့မိကုန်မယ်ဒါကြောင့်မို့လက်ရှိမှာလီဗာပူးပြိတက်တွေကလည်းဖလော်ရီယန်ရစ်ကိုခေါ်တာမခေါ်တာတက်ဆိုင် average ကြီးကဖလော်ရီယန်ရစ်ကို smoke screen ပေါ့နော်ဒါကျွန်တော်ဖလော်ရီယန်ရစ်ကိုအကြောင်းပြုပြီးတော့ဒီနေ့ညရာဒီမှာကွင်းလက်ကရှေ့တန်းကနှစ်ယောက်လုံးမရလိုက်တဲ့မြောက်တကင်လွတ်တိုင်းမှာပြဿနာကိုဒါပြိတက်တွေကတော်တော် ော်တော်လေးကိုကြောက်နေကြတာဖြစ်တယ်။ဒါကြီးကိုကျွန်တော် sense ကိုတော်တော်လေးကိုနားလည်ရမယ် sense ဖြစ်တယ်။အဲ့တော့ပြောချင်တာ Liverpool သင်းနဲ့အခုလက်ရှိမှာ Caracas ကကျွန်တော်အနေနဲ့ခေါ်လောက်မယ်လို့မြင်တယ်။ဘာလို့ကစားသမားကလည်းပုံကူကြီးကတရားဝင်ဆွေးနွေးနေပြီဖြစ်ပြီးအပေါင်းခလာခလာအဲ့တော့ ပရက်ကကက်စ်နဲ့ကျွန်တော်တို့ဒါ프린ပေါင်ရဲ့ full back ကအဲ့မှာနေတန်80လောက်ကိုမယူလို့ပေါင်ပေါ့ပေါင်မဲ့တမပေါင်တန်80တော့ယူရိုတန်80လောက်ကိုအဲ့တော့ဂျန်နဲ့ပတ်စံကိုလီဗာပူးတင်းနဲ့ကွင်းလင်နဲ့တိုက်စစ်နှစ်ယောက်ကိုကျွန်တော်တို့မခေါ်အဲ့တော့လီဗာပူးတင်း Florian Rister ခေါ်ဖြစ်မယ်ဆိုရင်လီဗာပူးတင်းကလာမယ့်တရာဒီမှာတိုက်စစ်အားယော့သွားမယ်နေထားမှာရှိတယ်ဒါပေမဲ့လီဗာပူးတင်းတိုက်စစ်အားယော့မယ်ဆိုတဲ့စကားကနောက်မှဘာပါလာနိုင်လဲဆိုတော့လီဗာပူးတင်းကအခုလက်ရှိအခြေအနေဒီအရာ Diego Jota ကိုဒါဝေနူးနက်စ်ကိုလာမယ့်နေရာဒီမှာရောင်းဖြစ်ခဲ့မယ်ဆိုရင် အဲ့ဒီမှာပြဿနာတက်နိုင်တယ်အဲ့ဒါကလက်ရှိပြဿနာအဲ့တော့လီဗာပူးတင်းနဲ့ခုနောက်ပိုင်းပွဲစဉ်မှာတိုက်စစ်မှုတယောက်တော်တော်လေးကိုလိုအပ်နေတယ်ဆိုတော့အကုန်လုံးသိပြီးသားဖြစ်နေမယ်အဲ့တော့ပြောချင်တဲ့အိပယ်ကလီဗာပူးတင်းနေတဲ့ဒီဒီလင်းမတော်တော်လေးကိုဖြစ်ရှင်အဲ့တော့လီဗာပူးတင်းနဲ့ကျွန်တော်အတွက်ပြောရမယ်ဆိုကျွန်တော်အတွက်ကကျွန်တော်ရဲ့အမြင်ကဖလော်ရီယန်ရစ်ကိုခေါ်ရတဲ့ဆိုဘိုဆိုက်ဒီညမှာအစဉ်ပြေနေတာပဲဆိုဘိုဆိုက်ဒါမနေ့ကတော့လမ်းပြန်ထွက်နေတဲ့အတွင်းကိုရဲ့အဲ့တော့အဲလီယော့လိုကစားသမားမျိုးလည်းနေရာပေးလို့ရနေတာပဲ ကျွန်တော်အမြင်ပြောမှဆိုလီဗာပူးသင်းနဲ့လာမယ့်နေရာဒီမှာတောင်မန်ဒီရဲ့ပေးပို့မှုကိုတကယ်ကို share အသုံးချနိုင်မဲ့တိုက်ဆက်မှုတရားပို့ပြီးတော့လိုအပ်တယ်လို့မြင်တယ်။အဓိကကျွန်တော် Florian Risk ကိုသုံးမဲ့ပတ်စံကိုကျွန်တော် Liverpool အသင်းကို Easter လို့ကစားသမားမျိုးကိုသုံးစီခြင်းနဲ့တော့ပါတယ်။ Alexander Easter လို့တိုက်ဆက်မှုများရောက်လာခဲ့မယ်ဆိုရင်တော့ Right Wing နေရာမှာ Salah, Left Wing နေရာမှာ Luis Diaz မြန်ဆန်လုံးနဲ့တိုက်ဆက်အတွဲ၃ယောက်ကိုပိုင်ဆိုင်သွားနိုင်မယ်။ Liverpool သင်းနဲ့ဒီ၃ယောက်သာပိုင်ဆိုင်သွားရမယ်ဆိုလာမယ့်နေရာဒီမှာ Premier League ကို အဲကျွန်တော်တို့ယူရိုပါလိကိုဒါဆွခူးနိုင်မယ့်အနေအထားတစ်ခုရောက်သွားလို့ယူရိုပါလိတော့ပြကုန်ပြီပြဿနာရှောက်ပြောချန်ပီယံလိကိုပါဆွခူးနိုင်တဲ့တိုက်စစ်တစ်ခုဖြစ်သွားမယ်လို့မြင်တယ်ဘာလို့ယူရိုပါလိမနဲ့မယ့်ယူရိုကျွန်တော်တို့တင်ယူရိုပါလိကံမှာဆိုယူရိုပါလိစိတ်ဆွဲနေတာနားလေပြီပါနားလေပြီပါ finally ကံမှာဆိုနည်းနည်းစိတ်ဆွဲနေတယ်အဲ့တော့ဘယ်လောက်ဒီစိတ်လျှော့ထားတယ်ပြောဟုတ်တော့မှလူဆိုတာကိုယ့်အသစ် final ရောက်တယ်ဆိုစိတ်ကဆွဲနေတာပဲအဲ့တော့လီဗာပူးတင်တဲ့အဲ့ဒီ dilemma တစ်ခုကိုဖြေရှင်းရမယ်လို့မြင်တယ်ညီကိုတွေရောဒီကိစ္စနဲ့ပတ်သက်ဘယ်လိုမြင်လဲ တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းမလားတစ်ချက်တော့စောင့်ကြည့်ရမယ်တော့ပါအဲ့တော့ဘောလုံးဝဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 point ဆိုတဲ့ TV4 တို့မှာချင်းလို့ဆိုတာပေါအောင်ကြည့်လို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့အောက်က comment တွေအောက်က comment တွေမှာလည်း Youth Sport Media 3 point ဆိုနဲ့ TV4 တို့ link လေးတွေကိုထည့်ပေးထားခြင်းမကျွန်တော်ဆက်ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးပြီးကျွန်တော်အားပေးလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။များများကလစ်မှမြင်မြန်နိုင်ဖြစ်ပါတယ်။အားလုံးမကြွတူပါနဲ့။ကျွန်တော်တို့နောက်မှ AC တူကြတာပေါ့။ကောင်းမွန်သောနေ့တွေဖြစ်ပါစို့။ဆုမွန်ကောင်းတောင်းပြီးနေပြီ။ 这条路多管并包，很方便。